ဆိုင်ရည်သူဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကဂျပန်ရှေ့ပြည့်ခေါ်ဆရာမကျူတိုက်စီဆိုရက်ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်ဒီခေါင်းစဉ်လေးကတော့ဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ရဲ့နောက်ဆုံးခေါင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒီခေါင်းစဉ်လေးကစာအုပ်ရဲ့ဇာတ်သိမ်းပိုင်းလို့ဆိုရမှာပေါ့နော်ကျမကတော့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook ဌာနကနေတင်ဆက်တာဖြစ်ပါရဲ့ရှင် ဂျပန်ရှေ့ပြည့်ဟောဆရာမကျိုတိုက်စီဂျပန်လူမျိုးတွေကအရှိတိုက်သားတွေပြပြီးခေဆက်ဆက်ကပင်ရှေ့ပြည့်ဟောအတက်ကိုယုံကြည်လက်ခံအားထားကြပါတယ်ဂျပန်ဝင်ကြီးချုပ်အားလုံးလိုလိုပင်ဗီဒင်မေးကြတယ်ရှေ့ပြည့်ဟောဆရာနဲ့တိုင်မင်းနဲ့တခါဝင်ကြီးချုပ်ဖြစ်ခဲ့သူယက်ဆူဟီရိုနာခါဆိုတဲ့သူကဗီဒင်ရေရာအတက်ပညာတွေကိုများစွာယုံကြည်အယူသီးသူဖြစ်တာနဲ့အညီ ူနေအိမ်ကသူနဲ့မတည့်ဘူးလို့ဘီရင်စရာတူဟာဟောလို့နေအိမ်ကိုပြောင်းရွှေ့ပြစ်တယ်လို့သိရပါတယ်။ညာစွာသောကိစ္စတွေမှာစီးပွားချမ်းသာအောင်စောင့်တတ်တဲ့နေတရဲ့အလိုကြောင့်ဟုတ်မဟုတ်တွက်ချက်ကြည့်ကြတယ်။ဒီလိုကိစ္စရက်တွေနဲ့လက်ထက်တာခလေးအမြီပေးတာစီးပွားရေးလုပ်တာအိမ်ပြောင်းရွှေ့တာတွေပါဝင်ပါတယ်။မိန်းမပြုတ်ကလေးတွေဟာနေရင်းကြောင်တောင်းဖြစ်စေနေဝင်ရီဒီယိုကာလာဖြစ်စေရှေ့ဖြစ်ဟောဆရာရဲ့ နေရာရှိမှတန်းစီနေကြတာမဆန်းတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ယနေ့ဂျပန်မလေးရာရှေးခေတ်ကအမျိုးသမီးတွေလိုမျိုးလင်ကောင်းသားကောင်းရရှိရေးကဘဝမှာအရေးကြီးတယ်လို့ယူဆနေကြကြောင်းပဲဖြစ်ပါတယ်။ကျွန်ုပ်ဖတ်ရှုရတဲ့စောင်းပါ1984ခုနှစ်မေလတုန်းစာဆောင်မှာပါတာဖြစ်လို့ရှေးပြည့်ခေါ်ဆရာမခူတိုက်ဆရာအဲ့ဒီအချိန်တုန်းကပင်အသက်52နှစ်ရှိနေပြီးတော့ရှေးပြည့်ခေါ်ခြင်းလုံးသက်25နှစ်ရှိပြီဖြစ်ပါတယ်။ ။ "तू အောင်မြင်ကြော်ကြားနေသူဖြစ်ပါတယ်။မိခင်ဖြစ်သူထံမှအမွေရခဲ့တယ်လို့ तू ကပြောတယ်။သူ့မိခင်ဟာဂယုနာရှင်မကန်နွန်တရုတ်လူမျိုးတွေရဲ့ကွန်ရင်စီကနေအထူးဆုလက်တော်အဖြစ်ဒီပညာကိုရခဲ့တယ်လို့သိရပါတယ်။ twin ပြောင်းကြည့်ရင်ခွတိုက်စေးရရှေ့ပြဟောစရာမနဲ့မတူပါဘူး။ပူပူပြက်ပြက်ဘဝဝဖိုင်ဖိုင်နဲ့ကြောင်ကလေးတစ်ကောင်ရဲ့ twin ပြင်းရှိပါတယ်။ဖန်လုံးကိုကြည့်တဲ့အခါမှာ သူ့ရဲ့အကြည့်မှာအိတ်မွေချနေသူလိုမျိုးစူးစိုက်မှုရှိလာပါတယ်။တကယ်တော့သပင်ကောက်ကောက်မျက်မှန်ကလေးနဲ့ခြွေတိုင်စေးဟာရှေ့ပြေဟော်ဆရာမနဲ့တူတာထက် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ပိုတူပါတယ်။အတွေ့အခေါ်လွတ်လပ်တဲ့တိမ်မွေအခြားသောရှေ့ပြေဆရာတွေလိုမျိုး အာဒိဋ္ဌလောကသားတွေနဲ့ဆက်သွယ်နေပုံမရှိပါဘူး။သူကမူလဆောင်ပါရေးသူကိုအောက်ပါအတိုင်းဝန်ခံပြောပြပါတယ်။ များသောအားဖြင့်ကတော့ကျမရဲ့အလုပ်ကရှေ့ပြင်ဟောတာထက်စိတ်တပေတာလုပ်ငန်းပူဆန်နေပါတယ်။အမှန်ပြောရရင်ကျမရဲ့တွက်နည်းတွေကရှေ့ရနဲ့မခြားပါပဲ။ကျမကရှေ့ပြင်ဟောသူထက်အတိုင်းမင်ခံအဖြစ်ကပိုပြီးတော့နီးစပ်နေပါတယ်။စေရာဂါယာရက်ကွက်မှာရှိတဲ့သူ့ရဲ့အိမ်ရှိခန်းမှာရှေ့ပြင်လာမေးတဲ့သူတွေ ပြည့်ကျက်ပြီးတစ်ဖက်ရည်ချမ်းတောင်းရင်အလဲကိုစောင့်ဆိုင်နေလေးရှိပါတယ်။တခိခိနဲ့မြူးနေတဲ့ចောင်းသူမလေးတွေတည်ငိမ့်နဲ့အိမ်ရှင်မတွေ သက်ကြီးရွယ်အိုတွေမျိုးစုံအောင် ရှိကြပါတယ်။မနက်စောစောဖြစ်လို့စကားမျိုးစုံလာတဲ့အလုတ်ကိုင်းကြောင်ဖက်ရှင်တွေအကြောင်းလင်းယောက်ျားတွေအကြောင်းကြီးစားတွေအကြောင်းခလေးတွေအကြောင်းစတဲ့ကျူတိုက်စင်းနဲ့ဆွေးနွေးမဲ့အကြောင်းအရာတွေပါဝင်ပါတယ်။ကြီးကြီးမောမောနဲ့ရှိကြလို့ဘာအပူမှ မရှိကြဘူးလို့ထင်ရတယ်။တကယ်တော့သူတို့ရင်ထဲမှာအပူဟာကိုရီးကိုတာဖြစ်လို့လူအုပ်ရှိမှအပြုံးနဲ့ဖုံးကွယ်ထားတာဖြစ်ပါတယ်။ သူ့စီလာနေစားဖောက်တယ်တွေဖြစ်ကြပါတယ်။ယောက်ျားတွေကတော့မှောင်တော့မှခက်ရှူရှူလာတတ်ကြပါတယ်။နောက်တယောက်ကဲ့ရဲ့အခန်းထဲမှာကျူတိုက်စင်းရဲ့အတန်ထွက်ပေါ်လာတယ်။တက်ကြီးရွယ်အိုအဖွားကြီးထသွားပြီးအခန်းတွင်းဝင်က တကားကို ပြန်၍တည်တည်ချာချာပိတ်ပါတယ်။မိမိရဲ့နတ်ဖြန်အရေးအခင်တွေကို သူများကြားသွားမှာစိုးဟန်တူပါတယ်။အတော်တို့မှာသားသမီးမရှိဘူး။ ဒီတော့မွေးစားအမအတော်ဘက်ကလူမွေးစားအမလားအတော်ယောက်ျားဘက်ကလူမွေးစားအမလားဖြိုတိုက်စီးရဲ့ဇပွဲပေါ်မှာဖျောင်းနိုင်ထွန်းလာပါတယ်ပြီးတော့ရှီဟောင်းတရုတ်စာရင်းရေးထားတဲ့ဇယားကပြားရှိပါတယ်ဖြိုတိုက်စီးကအဲ့ဒီဘေးဒင်ဇယားချက်ပေါ်သို့ဖျောင်းဆက်တီးချလိုက်တယ်ဖျောင်းရည်တွေကသူတို့ကြိုက်တယ်လို့စီစဉ်သွားရကခဲသွားပါတော့တယ်။အဲ့ဒီမှာရှေ့ပြစ်ဟောတာကိုစတင်ပါတယ်။ ျမသဘောကိုပြောရရင်အတော့ဘက်ကဟောင်းမွေးစားရမှာပဲယောက်ျားလေးမှ ဖြစ်မှာလားအတော်ကြီးကခေါင်းခါတယ်ဖြစ်အင်းမိန်းကလေးကကောင်းပါတယ်အတော့မှာတောင်မော်ဒေသမှာနေတဲ့တူမလေးတယောက်ရှိပါတယ်အဲ့ဒါတင့်တော်ပါတယ်ကလေးမလေးကရိုးရိုးသားသားအေးအေးလေးအတော်တို့အသက်ကြီးတဲ့အထိသူကစောင့်ရှောက်ပြုစုသွားမှာပါအတော်ကြီးက တုံရီရဲ့လက်တွေနဲ့ပါဇက်ကိုပိတ်မိပါတယ်။ဟဲဟုတ်သားပဲဆီယမ်မဘသူ့ကိုပြောနေတယ်ဆိုတော့အတော်သိပြီ။ဘားကြောင့်များစောစောကမတွေးမိရယ်မသိပါဘူး။အတော်ကြီးကခါးကိုင်းပြီးတော့အလေးပြုကပြန်ထွက်သွားပါတယ်။တက္ကသိုလ်ကျောင်းသူတူဦးကတော့ဘလို့အလောက်ကင်မျိုးနဲ့တင့်တော်မလဲလို့မေးတယ်။တခြားကျောင်းသူတူကတော့မိခင်ရဲ့ကျမ်းမာရေးကိုသိလို့တယ်အသက်30ကျော်ကားစားအမျိုးသမီးကတော့ယောက်ျားရပါအောင်မလားလို့စူးစမ်းတယ တက်လက်ပိုင်းအင်ရှင်မကတော့သားဖြစ်သူ73နှစ်သားအရွယ်ကိုကြောင်းကောင်းကောင်းထားလို့နေပါတယ်။မိကုန်းနေကိုယုံကြည်အားထားစွာမေးကြတယ်။ရှေ့ပြစ်တည်ခြင်းကြခြင်းမှာ အရှိတိုင်းနဲ့အနောက်တိုင်းတို့ကွာခြားကြပါတယ်။အရှိတိုင်းရအမျိုးသမီးတွေကယောက်ျားကိုအစင်လာတိုင်းအေးအေးဆေးဆေးတွေကိုမျှော်လင့်ကြတယ်။အနောက်တိုင်းကတော့သူတို့ရချင်တဲ့လင်းယောက်ျားတွေကတာမန်လာပါစားတွေမဖြစ်ရဘူး။ထူးကဲလာပါတဲ့တရေကောင်းနေ ဖြစ်စေခြင်းကြပါတယ်။မိမတွေကတော့တက်လက်ပိုင်းမှာ အခုပုံမှန်မဟုတ်တော့ဘဲလှပကြော်ရှင်အောင်မြင်နေသူတွေဖြစ်ချင်းကြပါတယ်။ငယ်စဉ်ကာလက၎င်းဆေချော်သက်ကာလက၎င်းမကြုံခဲ့ရတဲ့ကောင်းမွန်အောင်မြင်မှုတွေကို30ကြော်တဲ့အခါခုနှစ်ဆရရှိကြလို့တယ်။ဂျပန်မလေးတွေကတော့ဒီလောက်လိုဘမကြီးပါဘူး။ခยีဝေးလဲမထွက်လို့ကြဘူးပြားရည်စံခยีကိုသာ ထွက်လို့ကြပါတယ်ဥပမာဟာဝိုင်လောက်ထိဖြစ်ပါတယ် ရှေ့ပြေဟောဆရာမခရိုတိုက်စင်းရဲ့အလုပ်တွေကမနှဲလာပါဘူးအိမ်မှာရှေ့ပြေဟောရတယ်စာလင်စင်းတွေမှာစောင်းမတွေရေးရတယ်ရှေ့ပြေဟောတဲ့သူတွေအစည်းအဝေးကိုတက်ရောက်ရတယ်စီးပွားရေးပါတီပွဲကြီးသွားတက်ရောက်ရတယ်ဟောပြောပွဲတွေမှာဟောပြောရတယ်သူဖွင့်လှစ်ထားတဲ့သင်တန်းမှာရှေ့ပြေဟောပညာတွေကိုသင်ကြားပို့ချရတယ်ဒါအပြင်သူဖွဲ့စည်းတိစောက်ထားတဲ့ဖျောင်းတိုင်အမည်ရှိရှေ့ပြေဟောလုပ်ငန်းအဖွဲ့အစည်းကိုလည်းကြီးကြပ်ရပါတယ် ဒီလုပ်ငန်းမှာသူခန့်ထားတဲ့လူ30ရှိပါတယ်။သူတို့ဟာကုန်ပရိသားစတိုင်နေရုံးနေရှိမှရှိတဲ့နေရာတွေမှာရှေ့ပြေဟောနေကြတယ်။ဖြူတိုက်စေးဟာနာချင်းတည်ချင်းတွေကိုမဟောပြောပါဘူး။မဖျားနာရအောင်အသက်ရှင်ရအောင်စောင့်ရန်ရှောင်ရန်တွေကိုသာဟောပြောပါတယ်။တရဝါရီရဲ့အသက်ပိုင်းကို သူမဆုံးဖြတ်နိုင်ပါဘူးလို့ဆိုပါတယ်။သူဟာတစ်ခုလက်ဖြစ်ပြီးတော့ကလေးနှစ်ယောက်မှလက်လွတ်နေပါပြီ။မူလဆောင်ပါရည်သူ N နာခနိုကရှေ့ပြဟောပညာဆိုတာပညာသားပါပါနဲ့တွက်ချက်ထားတဲ့မှန်းဆချက်မျှတာဖြစ်တယ်လို့ထင်ကြောင်းပြောပြတဲ့အခါသူကထုံမြမကပါဘူးလို့ဆိုပါတယ်။ကျမလည်းမိမိရဲ့အစွမ်းကိုမယုံတင်ကရှိခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာမိမိကမီးတောက်ကိုသူ့ဘလို့ထိမ့်ချုံနိုင်ကြောင်းပြသတဲ့အခါမီးတောက်ကမျက်နှာချက်အထိမြင့်တက်ခဲ့ပါတယ်။အဲ့ဒီမှာရင်ကျမကထိတ်လန့်အံ့ဩပြီးတော့ မိမိရဲ့တုံသင်မှုအတိုင်းကျင့်ကြံခဲ့ပါတယ်။စကျင်းတော့အသက်20ပါ။အသက်28နှစ်ကြာတော့ကျမရဲ့စွမ်းဆောင်နိုင်မှုအတိုင်းတာကိုသိခဲ့ရပါတယ်။ကျမအဖို့အသုံးပြုနေတဲ့ဤပညာရှေးဟောင်းပညာတွေပါ။တချို့ကတော့ကျမတီထွင်ထားတဲ့ဤတွေပါ။တကယ်တော့ခွေတိုက်စရာပညာကံရှိသူ ဖြစ်ပါတယ်။ ဒီနေရာလေးမှာတော့ဆိုင်ရဲသူဆရာတက်လုံးရေးသားထားတဲ့ဂျပန်ရှိပြဟောဆရာမကျူတိုင်စီဆိုတဲ့ခေါင်းစဉ်လေးကတော့ပြီးဆုံးသွားပါပြီရှင်။ဆရာတက်လုံးရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်လေးကိုအစကနေအဆုံးထိလိုက်ပါနားဆင်ဖတ်ရှုပေးခဲ့ကြတဲ့နားဆင်သူတို့အုပ်ချင်းစီတိုင်းယုံကျေးဇူးထူးတင်ရှိပါရဲ့ရှင်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။